အမေရိကန်ရဲ့အကြမ်းဖက်နိုင်ငံရေးအဖွဲ့ဖွဲ့စည်းလိုက်ပြီလို့တရားဝင်ထုတ်ပြန်ပြီးမကြခင်မှာပဲကရင်မျိုးကိုဖိုစီဖက်စီရောက်ရှိလာရခြင်းပဲဖြစ်ပါတယ်။မင်းအောင်လိုင်းရဲ့စစ်ဘုံကျုံတိုက်ကတော့ဘုံမပြိုဘူးလားပြိုခဲ့သည်ရှိတော့ဆိုပြီးတော့ညပဲဆိုရင်တစ်တီလူအိတ်အိတ်နေရတဲ့နေ့ရက်ဒီတတင်ဂျင်ဆိုင်ချက်တန်းနေရပြီဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်မိဘညီကိုမွန်မမများအားလုံးပဲတော်လန်ညချမ်းလီပါ ဒါကျွန်တော်တို့ဒီကနေ့နိုဝင်ဘာလ16ရက်နေ့အတွက်ညပိုင်းတည်ရတဲ့မြေပြင်စစ်ရေးတည်င်းကောင်းလေးတွေနဲ့ဒီနောက်မှာဒါကျွန်တော်ဗီဒီယိုလေးတစ်ပုတ်နှစ်ပုတ်သွားပြီးတော့ကြည်လိုက်အောင်ညာကဲတော့ပထမဆုံးတနင်္သာရီတိုင်းဘက်ကတည်င်းကောင်းလေးနဲ့စမယ်ဆိုရင်မိုးတော်မြို့မှာတော်လိုင်းတက်တွေကိုပြန်လဲတက်ခတ်ဖို့ဆိုပြီးလေကြောင်းကနေအင်အားလာဖြည့်တဲ့စစ်သားတွေထက်ကတချို့ဟာဆိုရင်တော်လိုင်းအင်အားစုတွေထံကိုလက်နက်ချအလင်းဝင်ရောက်မှုတွေရှိနေပါတယ်ဆိုတဲ့တည်င်းကောင်းလေးကတော့ ဒါမောတောင်မြို့အနီးကတဲဖြူရွာကိုမနေ့ကနိုဝင်ဘာလ15ရက်နေ့မှာအကြံဘတ်စစ်တပ်ကရဟတ်ယင်းနေနဲ့အင်အား200ခန့်အထိပို့ခဲ့ပြီးအဲ့ဒီအထက်ကစစ်သားတချို့ဟာဆိုရင်တော်လိုင်းအင်အားစုတွေထံကိုထွက်ပြေးလာတာဖြစ်တယ်လို့သိရပါတယ်။ဒါလက်နက်ချအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အကြီးအကျယ်ကိုတော့အသေးစိတ်မသိရသေးပါဘူး။ဒါနိုဝင်ဘာလ14ရက်နေ့ကမောတောင်မြို့နဲ့နေဆက်စကန်သိန်းတပ်ဖွဲ့တွေအတွင်းမှာတော့အကြံဘတ်စစ်သားအယောက်40ကျော်အထိကိုဖမ်းမိခဲ့ပြီးထပ်မံဖမ်းမိတဲ့သူတွေနဲ့ဆိုရင်အယောက်90နီးပါးစီးနေပြီဖြစ်တယ်လို့သိရပါတယ်။ ကဲတော့ဒီကောင်နေအကြံပတ်စစ်ကွေတက်တယ်မှာတော့ဘလောက်တောင်သွေးပြတ်နေပြီလဲဆိုတာဒါဒီသတင်းကိုကြည့်ရင်တော့သိနိုင်ပြီပေါ့နော်ဘာလို့လဲဆိုတော့ဒါပြီးခဲ့တဲ့နေ့ကပဲဒါရောတော်လိုင်းတက်ဖွဲ့ရဲ့အပိသက်သိမ်းယူခဲ့တဲ့ဒီမောတော့နော်ဒါပြန်တိုက်ဖို့ဆိုပြီးတော့ဒါလေချောင်းကနေအင်အားထပ်ဖို့တာဒါအဲ့ဒီပို့လိုက်တဲ့အထက်ကစစ်သားတချို့ဟာဆိုရင်ဒါကြောင့်တော်လိုင်းတက်ဖွဲ့ရဲ့ဗတ်ချံကိုအလင်းဝင်ရောက်မှုတွေရှိနေတယ်ဆိုတော့ဒီသတင်းကိုကြည့်ချင်းအပြည့်ဒီကောင်နေစစ်ခွေတက်ထဲမှာဘလောက်တောင်သွေးပြတ်ခြောက်ချာနေပြီလဲဆိုတာဒါသိနိုင်ပြီပေါ့နော်ကဲတော့ဆက်ပြီးတော့ဒီမန္တလေးတိုင်းဘက်မှာဆိုရင်မန္တလေးတိုင်း မြင်းကျန်မြို့နယ်စီတီအကြံပတ်စစ်တပ်ဂိတ်စကံကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအကြံပတ်စစ်သား9ယောက်သေဆုံးခဲ့ပြီးစစ်သားအလုံးစကန်းဆုံးခွာထွက်ပြေးသွားပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့မနက်6:15မိနစ်ခန့်အချိန်မြင်းကျန်မြို့နယ်ခေါင်းခွဲကြီးရွာနဲ့ကံရွာကြီးရွာအကြမ်းမှာစီးတဲ့အကြံပတ်စစ်တပ်ဂိတ်စကံကိုသနောင်းမြင့်စစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအဲ့ဒီတက်ခတ်မှုအတွင်ဂိတ်စကံကိုဒရုန်းမိုးသီးများကြားရောက်ပောက်ွယ်ခဲ့ကဒီမြေပြင်ကနေလဲတော်လိုင်းတက်ဖွဲ့တွေကစစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဂိတ်စကန်အတွင်းထိကိုဝင်ရောက်တက်ခတ်ခဲ့ကြောင်းသိရပါဗျ။ဒါအဲ့ဒီဂိတ်စကန်မှာအကြံဘတ်စစ်သား15ဦးနဲ့အထိုင်ချတက်ဆွဲထားခြင်းဖြစ်ပြီးဒါတက်ခတ်မှုအတွင်းအကြံဘတ်စစ်တပ်ဗမာ9ဦးသေဆုံးခဲ့ကကြံတဲ့စစ်သားတွေအားလုံးကတော့စကန်အတွင်းကနေဆုတ်ခွာထွက်ပြေးသွားကြောင်းနဲ့ဒါကြောင့်တော်လိုင်းတက်ဖွဲ့တွေကတော့ဂိတ်စကန်ကိုဆင်းလင်းဝင်လုနေချိန်မှာငင်းချက်မျိုးမှတက်ကူစစ်ကားများရောက်စီလာတဲ့အတွက်ကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရပါဗျ။ ကဲတော့ဆက်ပြီးတော့ဒါကြောင့်မကွေးတိုင်းဘက်မှာဆိုရင်မကွေးတိုင်းပေါ့မြုတ်နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုဂျာဖြတ်တက်ခိုက်ခဲ့ရမှာစစ်သား18ဦးသေဆုံးခဲ့ပြီး3ဦးအစင်ဖမ်းမိခဲ့ကလက်နက်၅လက်သိမ်းဆည်းရမိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါအော်တိုဘာလ30ရက်နေ့မှစတင်ပြီးမိထီလာအခြေစိုက်တပ်မ69မှထွက်လာတဲ့အင်အား400ကျော်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကဆေဖီမြို့နယ်ကပ္ပစ22ကနေတဆင့်ပေါ့မြုတ်နယ်တောင်ပိုင်းသို့စတင်စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီးအမှတ်၁၄ မှတ်16နဲ့ခမာယာတရကိုတည့်ရင်မှစစ်သားများပူးပေါင်းထားခြင်းဖြစ်ကြောင်းသိရပါဗျ။အဲ့ဒီစစ်ကြောင်းကစာပင်ရေရွာမိုးကောင်း6မှအသက်30ကျော်အရွယ်ကိုဆွေမင်းနဲ့ယူကြီးတော်မှအသက်40အရွယ်ကိုကျော်နိုင်ထွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးချက်ကန်ရွာမှနေခုနှစ်လုံးကိုလည်းမိဆိုဖျက်ဆီးခဲ့ကြောင်းသိရပါဗျ။နိုဝင်ဘာလ3ရက်နေ့မှာတော့အဲ့ဒီအကြံပတ်စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့တွေကြားကြောက်ကကြေးရွာအနီးမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးအကြံပတ်စစ်သား10ဦးသေဆုံးခဲ့ကစစ်သားအလောင်းတွေကိုတိုက်ပွဲဖြစ်ပွားရနေရာတွေမှာစွန့်ပစ်ထားခဲ့ကြောင်းနဲ့ ဒါအပြင်စစ်သား10ဦးခန့်ကလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးထန်းစင်များနဲ့တဲထုပ်ကပင်အောင်ပြူစောတိရွာသို့ပြန်လည်ဆုတ်ခွာသွားကြောင်းသိရပါဗျ။နိုဝင်ဘာလ9ရက်နေ့မှာတော့အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကအင်အား130ခန့်နဲ့ပေါ့မြင့်နယ်တောင်ပိုင်းတီးချောက်ရွာကနေအစစ်အရက်သို့ဥတီစစ်ကြောင်းထိုးလာစဉ်ရောချောင်းမှထိတွေ့တပ်ပွဲဖြစ်ပွားခဲ့ရမှာအကြမ်းဖက်စစ်သား9ဦးတေဆုံးခဲ့ပြီးတနက်9လက်အပါဝင်ခဲယမ်းများတင်းစီရမိခဲ့ကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်မကွေးတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။ ကဲတော့ဆက်ပြီးတော့ဒါကြောင့်စကိုင်းတိုင်းဘက်မှာဆိုရင်စကိုင်းတိုင်းဗမောင်မျိုးတပ်ဝဲမှာစေအုပ်စုရဲ့အသေးခံ drone ၃စီးကိုတော်လိုင်းတပ်တွေကသိမ်းဆည်းရမိခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါမနေ့ကနိုဝင်ဘာလ15ရက်နေ့မှာအကြံပတ်စစ်တပ်နဲ့ SN တပ်ဖွဲ့တို့ကလေကြောင်းပစ်ကူနဲ့ဗမောင်မျိုးအနီးကိုစစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်တပ်ဖွဲ့ဖြစ်ပေါ်ခဲ့ရမှာစစ်တပ်နဲ့ SN တို့ဘက်ကထိခိုက်မှုရှိခဲ့ပြီးပြန်လည်ဆုတ်ခွာသွားခဲ့ရကြောင်းသိရပါတယ် ဒါအဲ့ဒီတပ်ဖွဲ့တွေအတွင်းအကြံပတ်စစ်တပ်နဲ့စန်းနီ SNL တပ်ဖွဲ့တို့ရဲ့အသေးခံ drone ၃စီးကိုတော်လိုင်းတပ်ဖွဲ့တွေကသိမ်းဆည်းရမိခဲ့ကြောင်းဗမောင်မျိုးနဲ့စစ်စင်ရေးတောင်စီသူအချို့ကပြောဆိုထားပါတယ်။ဒါတဆက်ထဲမှာပဲစကိုင်းတိုင်းကလေးမျိုးတောင်ပိုင်းမှာတပ်ဖွဲ့တွေဖြစ်ပေါ်နေပြီးအကြံပတ်စစ်တပ်ကအထိနာနေတဲ့အတွက်ကြောင့်လေရင်ဖြစ်၃ရက်ဆက်တိုက်ဘုံအလုံး50ကျော်ကျဲချတတ်ခိုက်နေပါတယ်ဆိုတဲ့သတင်းလေးကလည်းဒါနိုဝင်ဘာလ3ပိုင်းကနေစတင်ပြီးကလေးမျိုးနဲ့တောင်မဆီကျေးရွာတွေအနီးတစ်ဝိုက်မှာအကြံပတ်စစ်တပ်နဲ့ တော်လိုင်းတက်ဖွဲ့တွေကြားထိတွေ့တက်ဖွဲ့များနေစဉ်ဖြစ်ပေါ်နေကြောင်းသိရပါတယ်။ဒါအဲ့ဒီတက်ဖွဲ့တွေအတွင်အကြံပတ်စစ်တပ်ဘက်မှထိခိုက်တိုက်စုံမှုတွေများပြားနေတဲ့အတွက်ကြောင့်နိုဝင်ဘာလ16ရက်နေ့မှစတင်ပြီး Jet Fighter ဝိုင်းတွဲလေရင်တို့ပြဘုံအလုံး50ကျော်ကျဲချတက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ဒေသခံပြည်သူများဘေးလွတ်ရာသို့ထွက်ပြီးတိမ်းဆောင်နေရကြောင်းသိရပါတယ်။ဒါအဲ့ဒီထိတွေ့တက်ဖွဲ့တွေအတွင်အကြံပတ်စစ်သားအလောင်းတချို့နဲ့လက်နက်ခဲယံတချို့ကိုလည်းတော်လိုင်းတက်ဖွဲ့တွေကသိမ်းဆည်းရမိခဲ့ကြောင်းနဲ့ တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုတော့တပ်ဆိုင်ရာတော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်သွားမိဖြစ်ကြောင်းသိရပါတယ်ဆိုတော့ဒါကျွန်တော်စကိုင်းတိုင်းဘက်ကတည်င်းကောင်းလေးတွေပဲဖြစ်ပါတယ်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့မကွေးတိုင်းတရက်ခရိုင်ကမမြို့နယ်နဲ့တရက်မြို့နယ်လမ်းပိုင်းတွေမှာ PDF တပ်ဖွဲ့ကလုံခြုံရေးစစ်ဆေးပြီးခီးသွွာလာရမှာလုံခြုံရေးတတိပြစ်သွာလာကြရန်တိုက်တုံပြောဆိုခဲ့ပါတယ်ဆိုတော့တည်င်းကောင်းလေးကတော့ဒါလွန်ခဲ့တဲ့နှစ်ပတ်ခန့်ကစတင်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်လေတပ်ရင်ရဲ့စစ်ရေးလှုပ်ရှားရာတရက်မြို့နယ်နဲ့ ကမ္မမြို့နယ်အတွင်းစီလမ်းမိုက်များမှာခရီးသွားပြည်သူများအတွက်လုံခြုံရေးအရစစ်ဆေးခြင်းနဲ့ခရီးသွားလာရမှာလိုအပ်တဲ့တတိပြုရမယ့်အချက်များကိုတရက်ခရိုင်အမှတ်လေးတက်ရင်မှရဲဘော်များကပြောဆိုဆင်းလင်းမှုများလှုံ့ဆော်ခဲ့ကြောင်းသိရပါဗျ။ဒါပြည်သူ့ကာကွယ်တပ်မတော်တရက်ခရိုင်စစ်ဌာနတရက်ခရိုင်အမှတ်လေးတက်ရင်အနေဖြင့်စစ်ရေးလှုပ်ဆောင်ရဒေသအတွင်းစီလမ်းမိုက်တွေမှာခရီးသွားပြည်သူများအားလုံခြုံရေးအရစစ်ဆေးဆောင်ရွက်မှုတွေလှုံ့ဆော်လျက်ရှိပြီးခရီးသွားပြည်သူများအနေနဲ့ယုံကြည်စွာအစ်စစ်ဆေးခန့်ခြင်းဖြင့်ပူးပေါင်းပောင်းရင်ကူညီပေးကြပါရန်ထုတ်ပြန်ထားပါဗျ။ ကဲတော့ဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်သတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒါကြောင့် CDN ကိုထက်မြတ်ကိုလည်းဒါကျွန်တော် credit ပေးပါတယ်ဒါကိုထက်မြတ်နဲ့ရဲဘော်ကိုစည်းတို့ရဲ့တွေ့ဆုံမေးမြန်းခန်းလေးက3မိနစ်စာလောက်ဗီဒီယိုလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်အောင်ညာအဲ့တော့အဲ့လိုမျိုးအသေးရအရှင်ရကိုစည်းဆိုအသေးရအရှင်ရဆိုပြီးဖြစ်နေတဲ့ဒီစစ်ကောင်စီတို့ပြူတို့အဲ့အဲ့ဖွဲ့တို့ကိုစီဘာပြောကြင်လဲ 哦ကျွန်တော်ကိုရောက်လာနည်းနည်းကြိုးစားလိုက်ပေါ့နော်ကျွန်တော်မှာအပြူတွေလည်းရှိတယ်ကျွန်တော်ချစ်ရတယ်ရဲဘော်တွေလည်းရှိအဲ့တော့ကျွန်တော်နားကိုရောက်ဖို့ကျွန်တော်ရဲဘော်တွေအရင်ဆုံးချော်ဖြတ်ကြည့်လိုက်ပါဦးနော်တို့လူကျင်တဲ့နေရာတောင်ရောက်အောင်မသွားနိုင်ပဲတက်ခေါက်ခေါက်ပြန်နေကောင်တွေကကျွန်တော်လူကျင်နေတော့ဒါတော့စိတ်ကူးရင်စံတာပဲဗျာအကျိုးစားလိုက်ပါအောင်နော်ကျွန်တော်ဘက်ကလည်းချိန်မီဝက်ကန်မှာလာခဲ့နော်ကျွန်တော်ပြောသူကတော့ယောက်ျားချင်းတိုက်တာဖြစ်တဲ့တွေ့မဆိုင်တဲ့ပြည်သူတွေအိမ်တွေမိရှုကြအကြောင်းရှိတာတို့ကအဲ့ဒါပြောတော့ဟိုစစ်နယ်ပဲတူအောင်တိုက်တယ်နော်တို့ကယောက်ျားချင်းစစ်ဖြစ်တယ်တို့ကကျွန်တော်ကိုတိုက်ချင်တယ်ဆိုကျွန်တော် မြေပြင်မှာပဲကျွန်တော်အချင်းချင်းတိုက်မယ်နော်တကယ်တမ်းအမှန်တရားဆိုရင်ကျွန်တော်တို့မှာလည်းလက်နဲ့တို့မှာလည်းလက်နဲ့ဒါပေမဲ့တို့မှာချီမြန်တာကျွန်တော်တို့လက်နဲ့အင်ရတာဒီလောက်ကြီးတန်တရားတောင်တို့ကဝေဟင်ပေါ့ခေါ်ရတယ်နော်ယောက်ျားမဟုတ်ဘူးလားယောက်ျားချင်းကတော့ကျွန်တော်ကချင်းချင်းပဲဗျာနော်မြေပြင်မှာနိုင်အောင်တိုက်ပေါ့မင်းနိုင်အောင်တိုက်နိုင်တိုက်သွားအေးမင်းတို့မနိုင်တော့ငါကနိုင်အောင်တိုက်မှာပဲနော်မင်းတို့မှာအင်ရရှိလို့မင်းတို့မှာကပြည်သူမပါဘူးကျွန်တော်တို့မှာကပြည်သူပါတယ်နော်ပြည်သူရဲ့မြေတာကြောင့်တိုက်ဝဲလိုက်မှာကျွန်တော်ကများတယ်နော်အောင်ဆုံးတဲ့တာများတယ်အဓိကပြည်သူမြေတာကြောင့်ပေါ့နော် အဲ့တော့ကြတော့ဒါအခုဒါပြည်သူတွေပေါ့နော်အဲဒါကြေးရွာတွေမှာနိုင်ကျင့်ခံရတဲ့ပြည်သူတွေလည်းရှိတယ်ဒါပေမဲ့လည်းဒီဒီချိန်ထိဒါစိတ်တမကြပဲနဲ့အကူစီးတို့လို့ဒေါ်လိုင်းတက်ဖွဲ့တွေကိုအားပေးထောက်ခံနေကြတဲ့ပြည်သူတွေလည်းရှိတယ်ဆိုတော့ဒီပြည်သူတွေကိုရောကူစီးနေနဲ့အမှားတကားလေးပြောပြပါဦးအဲဒီဘာလို့ဘာပေါ်တော့အဓိကဆရာကျွန်တော်အဓိကတော့ပြည်သူဆိုရတဲ့ကျွန်တော်ပြည်ပြည်ဒီပေါ်တော့ခုလက်ရှိမြင်တွေ့နေရတဲ့ဟာအဓိကမဟုတ်အဲ့လိုမှအမိခံထားရင်တော့ကျွန်တော်တို့ကပြည်သူကိုကာကွယ် ပြည်သူကိုကျွန်တော်တို့ကဟိုလက်လက်ကင်ပြီးတော့ငါတို့ကလက်လက်ကင်ထားတယ်ပြည်သူကလက်လက်မရှိဆိုပြီးကျွန်တော်တို့အနိုင်ချင်းဘူးကြရင်တော့ကျွန်တော်တို့ကပြည်သူကကိုရေးဆိုရဲအမည်ကိုမခံတာအကောင်းဆုံးပဲဗျာတချို့ကကြတော့ကျွန်တော်ပြည်ရဲ့ဖောင်းကြီးဝတ်တယ်နော်ပြည်သူကိုမကာကွယ်ဘူးအနိုင်ကျင့်တယ်စက်ကြီးကောက်တဲ့ပုံစံမျိုးတွေဖြစ်နေရတယ်ကျွန်တော်တွေ့နေရတယ်လုံးဝလည်းစိတ်မပေါင်းဘူးနော်ဒါကြီးကတော်လိုင်းကြီးကိုလုံးဝအယူတွဲနေရဖြစ်တယ်ကောနော်ပြီးရင်ကျွန်တော်တို့ပြည်သူဆိုတာကဒါလက်ရှိအနေထားရအောင်နော်ပြည်သူက တော့ကျွန်တော်တို့ PDF ဒီကိုဖျားတဲ့ပို့ပြီးတော့ယုံကြည်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မနေ့ကင်းနဲ့တော့ကျွန်တော်တို့ဖျားဆွင်းတော့ကက်တဲ့အချိန်မှာတောင်မှပဲတောက်ရီဝေးရရေယူပြီးတော့လေတို့ဖျားဆွင်းတော့ကက်တာဒါပေမဲ့ကျွန်တော်တို့ PDF ဒီ line ဆိုရင်တို့ကရည်တမ်းမှုနဲ့တိုက်တာတော့အဲ့တော့ကျွန်တော်ပြန်ပြီးကျွန်တော်တို့ကတော့ကျွန်တော်တို့ပြည်သူမျိုးရဲ့ကျွန်တော်တို့ကဖျားတော့တကူမကြည့်ဘူးတော့ကျွန်တော်တို့ပုံမှန်ပဲကျွန်တော်လည်းရေတွဲမှနေတာဖြစ်လို့တောက်လို့ရတယ်အဲ့တော့ PDF ဒီကိုအလိုမလိုက်နဲ့တော့ ဒါကကျွန်တော်ကပြည်သူကိုပဲအမြန်ကြည့်ရတယ်ကျွန်တော်ကတော့အမေစုရဲ့နန်းစင်တိုင်းပဲသွားတယ်မေတ္တာကြမ်းနဲ့ပဲသွားတယ်ပြည်သူကိုပဲကြည့်တယ်နော်အဲ့တော့ PDF တွေကိုအလိုမလိုက်ပါနဲ့နော်အလိုမလိုက်ပါနဲ့ဆိုတာဆရာကကျွန်တော်ကမိဘတော်မှပဲသားသမီးကိုအလိုလိုက်လို့ရင်ရှောင်းတက်တာပဲဒီနော်အဲ့တော့ကျွန်တော်တို့ပြည်သူအနေနဲ့ပဲ PDF ဆိုရင်ချစ်လို့ရပါတယ်ဒါပေမဲ့အလိုမလိုက်ပါနဲ့အဲ့လိုလိုလိုက်အဲ့ပြည်သူတွေလူတိုက်တွေပဲ PDF တွေကအချို့ပြည့်စုံသွားအများကြီးဗျအဲ့တော့ပြည်သူအနေနဲ့လည်း PDF တွေကိုချစ်လို့ရတယ်အရန်ရောအလိုမလိုက်ပါနဲ့နော်မိဘတွေတော်မှပဲသားသမီးကိုအလိုလိုက်လို့ရင်ပြည့်စုံပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ အပြည်သူအနေနဲ့ပြည်သက်တွေကိုတက်နိုင်တာ၆ဘက်နာကျွန်တော်လက်ခံပါတယ်ကျွန်တော်သိရင်အလိုမလိုက်ပါနဲ့နော်ကိုယ်အိမ်ကဖះကူကိုတော်မပဲတောက်ရီဒီကြုံဆွင်းတော့ကတ်တဲ့အချိန်မှာဂျိုးတောက်ရီဟိုကကတ်ပြီးပြည်သက်လာမှရင်နံဘူးနဲ့ဟိုတိုက်ကြရရပြည်သူစေနာကိုလားလေဒါပေမဲ့ကျွန်တော်ကဘလူအဖက်နဲ့ပတ်စပ်နေမဖြုံးပါနဲ့ဗျာနော်ကျွန်တော်ပြည်သက်တွေအဓိကလိုအပ်တာကခဲရဲနဲ့လက်နဲ့ဗျာနော်ကျန်တာကျွန်တော်တို့ကဘာမှမလိုအပ်ဘူးဗျာအဲပြည်သက်တွေအနေနဲ့ကလည်းပြည်သူကိုကာကွယ်ပါပြည်သူအရင်ပြည်ရင်တော့အဆင်မပြေဘူးနော်အမြင်တွေတွေ့နေရကြတယ်နော်ပြည်သူကာကွယ်အမိခံထားရင်တော့ကျွန်တော်ကကာကွယ်ရမှာလေ ကာကွယ်ရေးနဲ့ပြည်သူအရင်ပြည်နေမယ်ဆိုရင်ကျွန်တော်ကအဆင်မပြေဘူးပြည်သူကာကွယ်ရေးလို့လည်းအမီမကန်နဲ့အဲ့လိုဆိုရင်ပြည်သူစီရောလည်းအမီမကန်နဲ့အာဆိုမှဟောပြည်သူကာကွယ်ရေးအမီကန်တော့ကျွန်တော်တို့ဒီတဲ့ဒီနေနဲ့လည်းပြည်သူကိုတက်နိုင်များကာကွယ်ပြီးကြအောင်နော်ကဲတော့လေးစားပါတယ်ဒါကြောင့်ရဲဘော်ကိုစည်းကိုလည်းနော်ဒါကျွန်တော်တို့ပြည်သူတွေအပေါ်မှာထားတဲ့စေတနာရောဒီတော်လိုင်းအပေါ်မှာထားတဲ့စိတ်တက်ဝါတကယ်ကိုလေးစားဖို့ကောင်းတဲ့ဒါရဲဘော်ကောင်းတက်ရပါပဲ။ကဲတော့နောက်ထပ်ဒီအမေရိကန်ရဲ့ကြားဖြန့်တက်ဖြက်ရဲ့အစီအစဉ်စတင်လာပြီဆိုတော့ဒီ main online တို့စစ်ခွေတက်နဲ့သူတို့အပေါင်းမတွေအားလုံ နောက်ဆက်တွဲဘာတွေဆက်ပစ်လာမလဲဆိုတဲ့အကြောင်းစီဒီယံဘူကြီးစင်ယော်ရဲ့သုံးသက်ဆွေးနွေးထားတာလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာဆံမျိုးတောင်လေးတက်နေကိုကြက်တရုံမလားရောက်ရှိလာခဲ့ပြီးလုံချုံရေးအင်အားတွေခက်စိတ်စိတ်ချထားတာကိုတွေ့ရအောင်အမေရိကန်ရဲ့အကြမ်းဖက်နိုင်ငံအဖွဲ့ဖွဲ့စည်းလိုက်ပြီးလို့တရားဝင်ထုတ်ပြန်ပြီးမကြခင်မှာပဲကရင်မျိုးကိုပိုစီဖက်စီရောက်ရှိလာရခြင်းပဲဖြစ်ပါတယ်ကြားရတဲ့ပတ်သက်ပြီးစောချစ်သူတို့အဖွဲ့အမေရိကန်ကလာဝင်ပြီး ဖမ်းခဲ့မယ်ဆိုရင်တော့ဂိမ်းအိုဗာဖြစ်သွားတော့မှာပါ။อืมတချိန်ကဘိမရင်ခွန်စာကိစ္စတော့ကလည်းသူ့ရဲ့စည်ရင်ကန်ရုပ်ကိုတန်ခေါက်လေစိတ်မှာဖမ်းမိရကနေအစထွက်လာခဲ့တာဖြစ်ပါတယ်။၎င်းတက်တဲ့ရနေတဲ့စည်ရင်ဖာဝရန်တို့ဘုထီတက်တည်ခိုင်းမာလာခဲ့ခြင်းဖြစ်ပါဒီချိန်မှာတရုတ်ကအမေရိကန်ကဝင်ဆွဲဖက်မှာဆိုးတဲ့အတွက်စစ်ထောက်လိုင်းဟောင်းယူတရုတ်ပြည်ခေါ်နားချပြီး ခွန်သာကြီးလက်နဲ့ချဖို့အပေးယူလုပ်ခိုင်းခဲ့ခြင်းဖြစ်ပါတယ်။ခွန်သာနဲ့အပွဲလက်နဲ့ချတဲ့မှာထောင်လိုင်းရောင်ကြီးတရုတ်ပြည်ရောက်ရှိနေခြင်းဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာအမေရိကန်ကခွန်သာကိစ္စကိုထပ်ပြီးဖိအားမပေးတော့တာကမြန်မာပြည်ကစစ်ဘုံချုပ်တွေကိုကြောက်လို့တော့မဟုတ်ပါဘူး။တချို့ထွက်တော်ကျက်သက်တွေအချက်လက်တွေဟာကျွန်တော်တို့ရဲ့အိနီးချင်းနိုင်ငံတစ်ခုရဲ့နိုင်ငံရေးကိုရိုက်ခတ်နိုင်စေလို့ဖြစ်ပါတယ်။ယခု ကြပြကြိကြလည်းအခြားသောအာဆီယံနိုင်ငံများတွေပါဆက်နွယ်နေကြတာဖြစ်ပါတယ်။သို့တော့ကျက်တရုံမအလာကိုအနိုင်ပိုင်းနိုင်မှုအရေးကတော့ဒီတစ်ချက်ကိုလည်းကျွန်တော်တို့ဟာညံ့ညံဖြစ်ပါစေလို့ဆုတောင်းပေးကြမှာဖြစ်ပါတယ်။မင်းအောင်နိုင်ငံစစ်ဘုံကျုံတိုက်ကတော့မိုးမပြိုဘူးလားပြိုခဲ့သည်ရှိတော့ဆိုပြီးတော့ညပဲဆိုရင်တစ်တီလူအိတ်အိတ်နေရတဲ့နေ့ရက်ဒီတတင်ရင်ဆိုင်ချက်တန်းနေရပြီဖြစ်ပါတယ်။ မင်းအောင်လိုင်းရဲ့တရားမဝင်ဆက်ပေါက်လုံထားတဲ့ရွေးကောက်ပွဲမတိုင်ခင်မှာဒီကိစ္စဖြစ်ပေါ်လာတာဟာတော်တော်လေးခရဲရိုက်ပါတယ်။ဘာလို့လဲဆိုတော့တရုတ်နိုင်ငံလည်းရောင်ပေးရောင်ပေးနဲ့ဆူဆောင်လို့လို့မရတော့ပါဘူး။อืมရှားပြနေနေဆိုပြီးတော့အစီအဝေးတွေအရေးပေါ်ထိုင်ကြနေပါပြီ။ကျွန်တော်ရှင်းပိုင်းမှာပြောခဲ့လို့ပဲမင်းအောင်လိုင်းကတော့ဒီလူဒီလူတွေပါဆိုပြီးတော့ဘသူတွေကိုထိုးပေးမလဲ။ စစ်တပ်ကတော့မခိုင်တဲ့အကြောင်းပြုံမယ်ဆိုပြီးတော့ပြောနေပါတယ်။သူတို့ရဲ့စစ်တပ်ဆိုတာ AOE ဖြစ်ပါတယ်။ကာလာတွေစုံနေတဲ့ AOE ပါ။ကျွန်တော်တို့တွေလူဝေအားကောင်းပေမဲ့အကြောင်းမျိုးမျိုးကြောင့်ပြုတ်အောင်မဖြုန်နိုင်တာဒီတခါတော့မခိုင်တဲ့အကြောင်းပြုံစရာဆိုရင်စစ်တပ်ရဲ့ထိပ်ပိုင်းအုံပြိုကြပါစေလို့ပဲကျွန်တော်တို့ဆုတောင်းအောင်ဖြစ်ပါ။ ကဲတော့ဒီအမေရိကန်ရဲ့ကြားဖြန့်တက်ဖြည့်ရေးအစီအစဉ်ထဲမှာဒီ BGN နဲ့ DGB ရဲ့အကောင့်တွေကိုပဲ UDB ထုတ်ပြန်ထားတဲ့ဆိုပေမဲ့နော်ဒါ main online ရဲ့စစ်ခွေးတက်ကလည်းပါတယ်မပါဘူးဆိုတာဒါအမေရိကန်အနေနဲ့မထုတ်ပြန်တာပဲစီးမယ်နော်အဲ့ဒီတက်ဖြည့်ရေးထဲမှာသူတို့စစ်ခွေးတက်ထဲကခေါင်းဆောင်ဘိုင်းတွေပါမယ်ဆိုတာတော့လုံးဝသိကြတယ်နော်အဲ့ဒါကြောင့်မို့လဲသူတို့စစ်ခွေးခေါင်းဆောင် main online ကိုတိုင်ဒီဖန်အုပ်ကိုတိုင်ဆင်းပြီးတော့အစီအစဉ်တွေဆွေးနေတာဖြစ်မှာပေါ့နော်အဲ့တော့အမေရိကန်ကဒီကောင်တွေရဲ့ကြားဖြန့်ကိုနှိမ်နှင်းတော့မလဲဆိုတော့ ဒီစစ်ခွေလော်ဘီစာရဖတ်ကောင်ကျော်မျိုးမင်းကဒီကြားဖြန့်လုပ်တဲ့အထက်မှာ SSPB ရောဝါတပ်ဖွဲ့တွေပါပါတယ်ဆိုပြီးဘလို့တွေလွှဲချထားအောင်မလဲဆိုတာဆက်ပြီးတော့ကြည်လိုက်အောင်နော်သူအဓိကသူ့နေမီထဲမှာ online လိမ်လည်မှုကြားဖြန့်လုပ်ငန်းတွေမလုပ်ဖို့နောက်တစ်ခါမွေးစေဝါကင်းစင်မှုကိစ္စတွေသူတို့အထူးချက်မှဆောင်ရွက်ပါမယ်ဆိုပြီးတော့ SSPB ကထုတ်ပြန်လာတယ်ဒါတွေအကုန်လုံးကဘာတွေသွားဆက်ဆက်နေလဲဆိုတော့တစ်ဖက်မှာတရုတ်တို့အမေရိကန်တို့ဘာလို့ညာတို့ရဲ့အတန်တွေကျေလောင်လာမှုတွေရှီချီကျန်တို့သတင်းတွေကြောက်ဝေတို့သတင်းတွေအစရှိတဲ့သတင်းတွေအကုန်လုံးနဲ့ဆက်ဆက်ပြီးတော့ဒီ SSPB လဲသူ့ မစိုးရင်ချက်တွေရှိလာပုံရတယ်ဒါကြောင့်မလို့အသေးအတန်တွေ YouTube ပြည်တွေတို့လည်းကြောက်တာပြန်ပြီးတော့ငါတို့ဒါမလို့ဘူးငါတို့တော့တာစီကာဝယ်မယ်ပြောတယ်ကျွန်တော်တော့ပြုံးမယ်ပြုံးမိတယ် SSPP နေမြေထဲမှာမိဟိုကြားဖြတ်နေမိတာအုံနေချင်းနေမိတာကျွန်တော်မှာဓာတ်ပုံမှတ်တမ်းနေရှိတယ်อืมဘယ်နေရာမှာမိလဲဆိုတာဓာတ်ပုံမှတ်တမ်းနေရှိတယ်ဒါကတက်ဆိုင်ဟာဟိုတချို့ကိစ္စတွေကကျွန်တော်တို့ကဟိုနေချင်းထိခိုက်မှာစိုးတာတို့နော်မတိမငင်ဖြစ်မှာစိုးတာတို့ဒါတွေကြောင့်ကျွန်တော်တို့တချို့ကိစ္စတွေကျွန်တော်တို့ challenge တွေလည်းဟိုကိုယ့်ကြောင့်မတိမငင်ဖြစ်မှာရုပ်ရုပ်ရုပ်ဖြစ်မှာစိုးလို့တချို့ကိစ္စတွေဟိုမျက်စိမှိတ်ပေးထားတာပါ ဒီကောင်တွေဘယ်တော့မှဘလို့သွားပြလဲဆိုတော့အဲ့သူ့နယ်မြေထဲမှာဘယ်နယ်မြေထဲမှာအစားပထောက်ထားနဲ့ရှိတယ် SSB နယ်မြေထဲမှာကျွန်တော်မှရှိတယ်ဒါပေမဲ့ဒီကောင်တွေကညင်းအောင်မှာအကြမ်းဖြတ်ကျွန်တော်မလုပ်ပါညာညင်းမှာပဲအကုန်လုံးကမလုပ်ဘူးညင်းမှာဒါပေမဲ့ SSB နယ်မြေထဲမှာလုပ်တယ်ဝရှိမှရှိတယ်မိုင်းနာစီမှရှိတယ်ဝနဲ့မိုင်းနာလည်းညင်းချင်ပေါ်တယ်ညင်းလို့ရတယ်တကယ်လို့သူတို့ညင်းနေဆိုရင်ကျွန်တော်အထောက်ထားတဲ့ဓာတ်ပုံတွေပြတဲ့ခါကျရင်ရှုံးရင်သူတို့ဘာသူတို့သူတို့ခေါင်းဆောင်တွေကိုနှုတ်ထွက်ပေးမလားလို့ကမေးလိုက်ပြောလိုက်စကွတ်တာလည်းပြပေးညင်းတာပဲမဟုတ်လားကျွန်တော်ပြောမရပြောတယ်လို့ ခင်ဗျားတို့ကဟိုကြားပြတ်မလုပ်ဘူးလို့ခင်ဗျားတို့ပြောတယ်ကျွန်မမြဲပြောတယ်လုပ်တယ်လို့ထောက်ထားတယ်ပြောမယ်အကယ်၍ကျွန်တော်ပြတဲ့ထောက်ထားကိုတို့မငင်းနိုင်ခဲ့ဘူးဆိုရင်အဲ့လူတွေဥက္ကရာကြီးလှုပ်ထွက်ပြီးမလားလို့အခုထွက်ပြီးမလားလို့ထွက်ပြီးပြီးတော့ရွေးကောက်ပဲလုပ်ပြီးမလားလို့အဲ့မှာဘဝမိုင်းလားနော်အဲ့ဒီဒါတွေပါရွေးကောက်ပဲလုပ်မလား SSB လည်းရွေးကောက်ပဲလုပ်မလားလို့မေးလိုက်ရှင်းရှင်းလေးပြောကျွန်တော်အဲ့လိုပဲပေါ်တယ်မေးတယ်ကျွန်တော်အဲ့လိုဆင်ခွဲရတယ်ပေါ်နေထောက်ထားတွေရှိတယ်ရွေးကောက်တွေမှာလို့ကြားပြတ်မှာလို့ဆိုတာထောက်ထားတွေရှိတယ်ကျွန်တော်ဆင်မှာရှိတယ်လွှဲချတာမလုပ်တာတချို့ကိစ္စတွေကျွန်တော်ဘာပြောလဲဆိုတော့နိုင်ငံတော်ကတော့တချို့ကိစ္စတွေလက်လျူရှုထားပေးတာဗျာကျွန်တော်ကဘာမှမဟုတ်ဘူး တော့အသာလေးနေနေတယ်ဒါပေမဲ့ဒီကောင်လေးကလေးကြီးလုပ်တယ်ဆိုတော့တိတိကြီးနဲ့ကျွန်တော်ငင်ခံနေရတယ်ဒါပြောချင်တာဟုတ်ထားပါတော့အဲ့တော့ကြားချက်လုပ်တယ်အဲ့ဒီ SSB နဲ့ပြအကြီးကြီးလုပ်ပါတယ်ဝါမိုင်းနာလုပ်ပါတယ်အခုကျမှအတန်တိတ်နေတာနော်အခုအခုနောက်ဆုံး A1 ရဲ့ TKB A1 ရဲ့ဟိုတော့ဘာဘာခေါ်လဲထီလောက်စုရေကောင်နဲ့အနီနာတော်ဝဲပတ်ပတ်လေးပါကောင်များလည်း share လုပ်နေပြီအကြီးကြီးလုပ်နေတယ်ဒါရီအစားကျွန်တော်ဒီကတိတိစစ်ခွေတက်လဲပါတယ်လေဒါလေးအဲ့တော့စောင့်ကြည့်ပေါ့ဗျာဒါလေးဘာလို့ဖြစ်မလဲတော့နော်အဲ့ဒါလေးရရှိတယ်တော့ SSB လည်းအဲ့ဒါထုတ်ပြန်နေဆိုတော့ပြောချင်တာနော်ဒါလေးတစ်ချက် ဲတော့အမေရိကန်ကိုကြောက်ချီပန်းပြီးဘသူ့မှမင်းလိုက်ပြီးတော့မလွှဲချနိုင်နဲ့နော်ဒီလောက်ထိထောက်လိုက်ရင်ကောင်းတဲ့အမေရိကန်လိုနိုင်ငံမျိုးကိုကွာဒီကြားဖြန့်ထဲမှာမင်းတို့စစ်ခွေတက်ကိုယ်တိုင်ပါဝင်နေတယ်ဆိုတာသူတို့မသိဘူးမင်းထင်လို့လားဟမ်အဲတော့ကြောက်ချီပန်းပြီးဘသူ့မှလိုက်ပြီးတော့မလွှဲချနိုင်နဲ့မင်းတို့ကောင်ရဲ့ဇက်သိန်းခန်းကတော့ခနာစီဒီယံဘူကြီးစင်ရောပြောသွားသလိုပဲနော်မကြခင်မှာဂိမ်းအိုဗာဖြစ်တော့မယ်ဆိုတော့နော်မင်းတို့ထမင်းသာဝအောင်စားရကြပြီတော့ကဲတော့ဒီညပိုင်းလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကောင်မတော်မတယောက်ချင်းနေတိုင်းအထူးပဲကျေးဇူးတင်စီပါတယ် မနေ့ပြန်ကြမှာတည်င်းကောင်းလေးနဲ့ပြန်တက်လာခဲ့ပါဦးမယ်အားလုံးပဲကျန်းမာပေးကင်းကြပါစီခင်ဗျာ